ိဆွေတို့အနေနဲ့မော်စကိုတို့မလောက်ခင်မှာတရှိထားမဲ့အချက်လက်တွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။အားလုံးမင်္ဂလာပါ India 134ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီဗီဒီယိုမှာကကျွန်တော်ကမိဆွေတို့အနေနဲ့လိန်တူဖြစ်စေလိန်ဝဲဖြစ်စေလိန်ဆက်ဆံခြင်းမပြုလုပ်ခင်မှာသိရှိထားရမယ့်ပြင်ဆင်ထားရမယ့်အချက်လက်တွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1ချက်ကအကာအကွယ်အမြဲသုံးပါ။ ကျွန်တော်ဒီလိမ္မာတဆင့်ကုဆတ်တတဲ့ယောဂတွေကိုကောက်ွယ်ဖို့အတွက်ရေးပေါ်ကိုဝင်ရတာတွေကိုတဆီဖို့အတွက်ကွန်တုံးကိုအမြဲအသုံးပြုတင်ပါတယ်ကွန်တုံးကိုနီးမှန်လက်မှန်နဲ့အစနစ်ကျကျအသုံးပြုခြင်းကခုနပြောပြတဲ့အချက်လက်တွေကိုကိုယ်ဆက်ကိုရခိုင်နှုန်းထိကောက်ွယ်ပေးနိုင်မှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကိုယ်နဲ့အတူနေမဲ့ပါတနာမှာကုဆတ်တတဲ့ယောဂလေးရှိမရှိသူဆွဲတောင့်နေတဲ့အစိတ်တွေရှိမရှိကိုစုံစမ်းမေးမြန်းတင်ပါတယ်ဒါအပြင်နှစ်ဦးနှစ်ဖက်လုံးမပြုတ်လောက်ခင်ပါလေစစ်ဆေးချက်တွေပြုလုပ်တင်ပါတယ် နောက်တစ်ချက်ကတော့တကွေတရှိမှုပဲဖြစ်ပါတယ်ကိုကိုကိုတရှိအောင်ထားပြီးအနံစိုးမထွက်အောင်ပြုလုပ်ခြင်းကလည်းမိမိကိုကိုယုံကြည်မှုတိုးတက်စေပြီးတော့တစ်ဖက်ပတ်နာစီကလည်းဆွဲဆောင်မှုကိုရရှိနိုင်မှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုပဲဖြစ်ပါတယ် မေဒီမပြုတ်လောက်ခင်မှာမိမိရဲ့စိတ်ကိုအရင်မေးမြန်းပါငါတကယ်ပဲလုံးဖို့အတွက်အစင်သင်ဖြစ်ပြီလားငါတကယ်ပဲလုံးနိုင်ပြီလားဆိုရဲကိုမေးမြန်းပြီးကမှပြုတ်လောက်တင်ပါတယ်အသင်ဖြစ်ရာပေးရာမျိုးကြောင့်မဟုတ်ဘဲနဲ့မိမိကိုယ်၌ကိုယ်ရာတကယ်လက်ခံမှသာဒီကိစ္စကိုစတင်ဖို့အတွက်အကြံပြုလိုပါတယ်နောက်တစ်ချက်အရေးကြီးဆုံးချက်ကတော့ခွင့်ပြုချက်တောင်းခံခြင်းပဲဖြစ်ပါတယ်တဖက်ပါတနာကမိမိရဲ့ချစ်သူဖြစ်စေကမို့သူ့ရဲ့ခွင့်ပြုချက်ရရှိမှသာဒီကိစ္စကို လုံဆောင်တင်ပါတယ်တဖက်ပန္နာရဲ့ခွင့်ပြုချက်မရရှိဖန်နဲ့အတင်းအဓမ္မလှုပ်ခြင်းကရာဇဝင်မှုမြောက်တယ်လို့ဒီနောက်ဆက်တဲ့ဆိုချိုရင်လည်းအများကြီးရင်ဆိုင်ရနိုင်ပါတယ်ဒါကြောင့်မို့တဖက်ပန္နာက ဒီကြည်ကြည်ပြပြခွင့်ပြုမှာဒါကျွန်တော်ဒီကိစ္စကိုဆက်လက်လှုပ်ဆောင်ဖို့အတွက်အကြံပြုလိုပါတယ်။နောက်မှကျင်းတဲ့တစ်ချက်ကတော့ဒီဆက်ဆက်နေစဉ်အတွင်းမှာမချောမွေတာတွေဒီအတွင်းနေရန်သာပေါက်ပြဲတာတွေဖြစ်နိုင်တဲ့အတွက်ဒီချောချောမွေ့မရှိစေရန်အတွက်ဒီချောစီလိုခေါ်တဲ့ lubricant ကိုလည်းအသုံးပြုဖို့အတွက်အကြံပြုလိုပါတယ်။မိတ်ဆွေတို့ရဲ့ဒီအချစ်ခီးလန်ချောင်းတာယာအဆင်ပြေဖြောက်ယိုးပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။အားလုံးပဲဒီ video လေးကိုကြည့်ရှုပေးအတွက်ကျေးဇူးများကြီးတရှိပါတယ်။